င်းစိုးတိုက်ခိုက်ခံရတဲ့နေကံကိုစစ်ကူပို့နိုင်ဖို့စစ်ကောင်မရှင်ကြိုးပမ်းနေပြီးပို့လိုက်တဲ့စစ်ကြောင်းတွေလမ်းမှာတိုက်ခိုက်ခံရပြီးတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာ၁၈ရက်နေ့ကကိုကြီးရွာနီလမ်းသစ်ဘက်မှာစစ်ကောင်မရှင်နဲ့အေအေပူပေါင်းတပ်တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်မရှင်ကလေကြောင်းပစ်ကူတွေဇက်တိုက်ပြုလုပ်ခဲ့တယ်လို့သိရပါဗျ။မဆခ935ရဲမှာအင်အားစုထားပြီးစစ်ကူပို့နေတာလမ်းဟောင်းဘက်မှာစစ်ကြောင်းပြုတ်ထားတော့အခုလမ်းသစ်ဘက်ကနေပို့တယ် အဲ့ဒီဘက်တိုက်ပွဲဖြစ်နေတယ်လို့စီရေးသတင်းရင်းမြစ်က Yahoo Times ကိုပြောပါရယ်အမြောင်စစ်စင်ကိုကဲမှုဌာနချုပ်မာဆခ935တွင်းကနေရိခါနဲ့ခရင်အပြစ်တင်ထားတဲ့စစ်သုံးကားကြီး2စီးရင်းမောပအဆောင်လျှောက်10ရောက်စီနဲ့တူဇင်ပြုံးရွာဘက်ထွက်ခွာသွားတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါရယ်စစ်ကောင်မရှင်ကနေကံပြူဟာစခန်းမှာပိတ်မိနေသူတွေကိုစစ်ကူပို့ဖို့လမ်းတင်တဲ့လမ်းဟောင်းကနေစစ်ကြောင်း2ကြောင်းခွဲပြီးခြစ်တက်နေတာပါ ဒါပေမဲ့စစ်ကြောင်းတွေဟာဂုတ်ကြီးစခန်းကိုမကျော်နိုင်ပဲဂျားဖြတ်တိုက်ခိုက်ခံနေရပြီးစစ်ကြောင်းလိုက်ပြုတ်တဲ့အခြေအနေကိုရောက်ရှိနေတာလည်းဖြစ်ပါတယ်။ရေပြင်ထောက်ဖို့လမ်းကြောင်းတွေပိတ်ဆို့ခံထားရချိန်မှာစစ်ကောင်မရှင်ကနေကံပြူဟာတွင်ပိတ်မိနေသူတွေစီလိုအပ်တဲ့ခဲရမ်းတဲ့ရိတ်ခါတွေကိုလေကြောင်းကနေချပေးတာတွေပြုလုပ်လာပါတယ်။လေကြောင်းကူညီနဲ့ချပေးတဲ့ခဲရမ်းတဲ့ရိတ်ခါတို့တွေမှာအေတပ်ဖွဲ့တွေစီရောက်သွားတာတွေရှိသလို့ ကျန်တဲ့ထုတ်တွေကိုထွက်ောက်တဲ့စစ်ကောင်မရှင်တက်တွေအေအေးရဲ့ပြစ်ခတ်တိုက်ခိုက်မှုကိုခံရတဲ့အတွက်ဆယ်ဦးထက်မနည်းလဲသေဆုံးခဲ့ပါရယ်။နိုဝင်ဘာ16ရက်နေ့မှာဗဒန်းရွာရဲကနေအင်အားပြည့်ပါဆင်းရဲနှန်းနှစ်စီးပသိမ်မုံရွာလမ်းတိုင်းစူပရောင်ဝါလေးတောင်ကတဆင့်ကန်တုံဆက်ယုံချင်းဆက်လမ်းတိုင်းမောင်းနှင်သွားတယ်လို့သတင်းရင်းမြစ်တွေစီကသိရှိရပါရယ်။စစ်တပ်အတွင်းအကြောင်းမျိုးမျိုးကြောင့် CDM ပြုလုပ်နိုင်ခြင်းမရှိတဲ့တပ်မတော်သားတွေအနေနဲ့ ဖယဲသီးတွေဖြစ်စင်းပေးသွင်းထားနိုင်ပြီးပရီစီဒီယမ်ပြုလုပ်ကြဖို့လည်းပြည်သူ့ရင်ွယ်အဖွဲ့အစည်းကဖိတ်ခေါ်ထုတ်ပြန်ထားပါတယ်။စီဒီယမ်ပြုလုပ်နိုင်ခြင်းမရှိသေးတဲ့ပရီစီဒီယမ်ဖယဲသီးတွေဖြစ်စင်းသွင်းထားသူတွေကိုလည်းကိုပိုင်မှတ်တွေပေးရထားမှာဖြစ်ပြီးစီဒီယမ်အကျိုးခံစား권တွေကိုလည်းတိုင်းတာတစ်ခုထိပေးရထားမယ်လို့သိရပါတယ်။ presidium ဆိုတာအရှင်းဆုံးပြောရရင်ဖရဲသီးပါသူတို့ကိုပြည်သူရင်ခွင်လုံခြုံရေးစီစဉ်ရဲ့အကျိုးခံစား권တွေလည်းထပ်တူပေးထားပါတယ်လို့ ပြည်သူ့ရင်ခွင်ဖွဲ့စည်းကတာဝန်ရှိသူတို့က ARR Times ကိုပြောပါရယ် President ပြုလုပ်ကရာရုတီတီကနေဖျဲသီးဖြစ်တဲ့ရင် ပေးလာတဲ့တက်တွင်းသတင်းပေးပို့မှုတွေကြောင့်တော်လန်ရေးမှာများစွာထောက်ကူဖြစ်စေခဲ့တယ်လို့လည်းသိရပါရယ်လက်ရှိလူမှုကွန်ရက်မှာထွက်ပေါ်နေတဲ့စစ်ကောမရှင်ရဲ့လျှို့ဝှက်သတင်းကိစ္စတွေဆိုတာလိုအပ်လို့တော်လန်ရေးတိုင်းဝိုင်းကဖြန့်ပေးလိုက်တဲ့အနေထားပါအများသိလို့မရတဲ့လှုပ်ဝက်ကိစ္စတွေ၊ကင်တွယ်တုံးချလဲမှုရယူနိုင်တာတွေဘလောက်ရှိခဲ့လဲရှိထားလဲဆိုတာတွေးလိုက်ရင် ရီစီဒီယမ်ကဘလောက်ထိအောင်လဲဆိုတာခံမှန်းရနိုင်ပါပြီလို့ပြည်သူ့ရင်ဝင်ဖွဲ့စည်းတာဝန်ရှိသူကဆက်လက်ပြောပါရယ်အမျိုးသားညီညွတ်ရေးဆိုရကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ခဲ့တဲ့အမားကန်သတင်းပေးပို့သူများဖိတ်ခေါ်ခြင်းဆိုင်ရာကြေညာချက်အမှတ်ကိုမြင့်ဆောင်2020မှာဖျဲသီးတွေရဲ့လုံခြုံရေးကိုကာကွယ်ဖို့ပေးပို့တဲ့သတင်းလိုက်စုချင်းငွေချင်းမြင့်ဖို့စတဲ့ပရီစီဒီယမ်ပြုလုပ်သူတွေရရှိမဲ့ခွင့်ရေးတွေကိုလည်းပြဋ္ဌာန်းထားပါရယ် ။ဒါအပြင်ပရီစီဒီယံပြုလုပ်ထားသူဖရဲသီးတွေကအသက်အန္တရာယ်ရှိတဲ့စစ်မြေပြင်ကိုတွားရောက်ရတဲ့အခါမှာဖြစ်စေ၊တုံမှန်းဖြစ်ဖမ်းဆီးခံရတဲ့အခါမှာဖြစ်စေ၊ကုညီကဲထုံးမှုတွေပြုလုပ်ပေးနေတယ်လို့လည်းပြည်သူ့ရင်ွယ်အဖွဲ့အစည်းကသိရပါဗျ။ This committee recognizes the importance of the issues before us and we are grateful to have American နိုင်ငံဟာမြန်မာပြည်ပခန့်ကိုကင်တွယ်ဖြည့်ရှင်းဖို့အချိန်မရှိတော့ဘူးလို့လွှတ်တော်အမတ်တွေကသတိပေးခဲ့ပြီး အာဏာမြဲရေးရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတဲ့စစ်ကော်မရှင်ကို ပြင်းပြင်းထန်ထန်အရေးယူဖို့တိုက်တွန်းလိုက်ပါတယ်။အောက်လွတ်တော်နိုင်ငံညာရေးဆက်ဆံရေးကော်မတီနဲ့အရှေ့အာရှပစိဖိတ်တောင်နဲ့ဘုံအာရှဆိုင်ရာဆက်ကော်မတီတို့ဟာ No Exit Strategy Bombers and Black Crisis and America's Limited Option အမည်နဲ့ပူးရဲကြားနာမှုတစ်ခုပြုလုပ်ခဲ့တာပါ။အာဏာသိမ်းမှုနောက်ပိုင်းပြည်သူ3.6တန်းဩရင်ဆုံးခွာခဲ့ရပြီး ်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရိုဟင်ဂျာဒုက္ခသည်တစ်တသမ၃သန်းရှိနေတယ်လို့ကော်မတီဥက္ကဋ္ဌရောင်းကင်ကပြောပါရယ်မြန်မာစစ်တပ်နဲ့ပတ်သက်တဲ့ကြားဖြန့်လုပ်ငန်းတွေကြီးထွားလာပြီးစစ်တပ်ဟာတိုင်းပြည်ရဲ့ပိုင်နက်20ရာခိုင်နှုန်းလောက်သာထိန်းချုပ်နိုင်တော့ပြီးစစ်ကောင်မရှင်ဟာတရုတ်ရုရှားအကူအညီနဲ့တရားဝင်မှုရဖို့ကြိုးပမ်းနေတယ်လို့၎င်းကဆိုပါရယ်ရေရှားတပ်တုဟာမြန်မာကိုတရုတ်လိုမျိုးအမေရိကန်ရဲ့ရန်သူတွေနဲ့နီးကပ်သွားစေတဲ့အချက်တစ်ချက်ဖြစ်တယ်လို့ Atlantic Council ကအကြီးရန်သူတေသည် Kelly Curry ကပြောပါရယ်မြန်မာနိုင်ငံဟာအင်အားကြီးနေပြီးအကွဲအဝေးပြားများဖြစ်ကသူ့ကိုမိခိုနေရဖို့တရုတ်ကလိုလားပါတယ်လို့၎င်းကဆိုပါရယ်ဒေသရင်းမိတ်ဖက်နိုင်ငံတွေတိုးမြှင့်ဖို့လူခွင့်ရချိုးဖောက်မှုတွေကိုဖြိုခွင်းဖို့နဲ့မြန်မာအကြက်တဲဖြည့်ရှင်းနိုင်ရေးဘာမဂျီနိုဆိုက် Accountability and Protection Act ကိုအတည်ပြုဖို့လွတ်တော်အမတ်တွေတာဝန်ရှိသူတွေကကျားနာပွဲအတွင်းအမေရိကန်စိုးရကိုတိုက်တွန်းခဲ့ပါတယ် မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုတရားမျှတမှုနဲ့အားလုံးပါဝင်မှုရှိလာမှာမဟုတ်ဘူးမြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဟာမြန်မာပြည်သူတွေရဲ့ဆန္ဒကိုကိုးစားမပြုသလိုဆယ်စုနှစ်ချီမြန်မာပြည်ပခအတွက်လည်းတာရှည်ခံတဲ့အဖြစ်မဟုတ်ဘူးလို့ Stimson Center ကအကြီးရန်သူတေသည် State Bros ကပြောပါတယ်မြန်မာနိုင်ငံကအရေးမယူရင်မြန်မာဟာကြာရှုံးနိုင်ငံတစ်ခုနဲ့နိုင်ငံတကာရာဇဝတ်မှုတွေရဲ့အချက်အချာနေရာတစ်ခုဖြစ်လာနိုင်တယ်လို့ လွတ်တော်မတ်တွေကကြားနာပွဲမှာသတိပေးခဲ့ပါတယ်။ထိုင်ဝမ်ရေးနဲ့ပတ်သက်လို့ဂျပန်နဲ့တရုတ်ကြားတင်းမာမှုတွေမြင့်တက်နေချိန်ထိုင်ဝမ်သမ္မတလိုင်ချင်တေးကဂျပန်ဆူရှိစားနေတဲ့တပုံတပုံကိုလူမှုကွန်ရက်မှာတင်လိုက်ပါတယ်။ဒီနေ့နေ့လယ်စာကတော့ဆူရှိနဲ့မီဆိုဟင်းညိုဖြစ်ပါတယ်လို့လိုင်ချင်တေးကဂျပန်တရုတ်ဘာသာစကားနှမျိုးရေးထားပြီးကြာသပတေးနေ့ကလူမှုကွန်ရက်မှာတပုံတင်ခဲ့တာပါ။ ဂျပန်ကနေပင်လယ်စာတင်သွင်းမှုရပ်ဆိုင်ဖို့အစီအမံတွေလှုပ်ဆောင်ခဲ့ကြောင်းတရုတ်ကဂျပန်ကိုအကြောင်းကြားပြီးနောက်သူကခုလိုဆူရှိစားနေတဲ့တပုံကိုလူမှုကွန်ရက်မှာတင်ခဲ့တာပါတရုတ်နိုင်ငံဟာဂျပန်နဲ့ထိုင်ဝမ်ကိုစကလုံးတွေဆင်ရရနဲ့ချင်းချောက်ခဲ့ပြီးစီးပွားရေးအကြက်ကင်ခဲ့ကြောင်းလွှတ်တော်အမတ်တူးရဲ့မေးမြန်းချက်ကိုထိုင်ဝမ်နိုင်ငံသားဝင်ကြီးလင်ချာလန်ကဖြေကြားခဲ့ပါတယ်တရုတ်က ထိုင်ဝမ်ကိုကျူးကျော်လာရင်ဂျပန်ကစီးရေးရတုံ့ပြန်မယ်လို့ဒီလအစောပိုင်းကလွှတ်တော်မှာပြောကြားခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ်တာကိုင်ချီစာနေကိုထောက်ခံကြဖို့၎င်းကထိုင်ဝမ်ပြည်သူတွေကိုတိုက်တွန်းခဲ့ပါတယ်။ချီကျင်ရင်းနှီးမှုပြသမှုဖြင့်ဂျပန်ကိုတွားရောက်လေဘက်ကဂျပန်ထုတ်ကုန်တွေပို့ပြီးဝယ်ယူကြဖို့သူကထိုင်ဝမ်ပြည်သူတွေကိုတောင်းဆိုခဲ့ပါတယ်။တရုတ်ရဲ့ဖိအားပေးမှုရင်ဆိုင်ရတဲ့ဂျပန်နိုင်ငံကိုထောက်ခံမှုပြသဖို့လိုအပ်တယ်လို့အာနာယ DPP ပါတီကယူဆပါတယ်။ ကြားဖြတ်လုပ်ငန်းတွေမှာပါဝင်မှုကြောင့်မျိုးတော်ဝင်ဟောင်းတိုးမှာပြည့်ရှိကြောင်းဖိလစ်ပိုင်တရားရုံးကကြာတာပရီနေမှာဆုံးဖြတ်ကထောင်နဲ့တသက်တကျွန်းချမှတ်လိုက်ပါတယ်။ပြီးခဲ့တဲ့နှစ်ထိတာလန့်ပြည်နယ်ဘန်ဘန်မျိုးတော်ဝင်ဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့အယ်လီဂူကိုလူကုန်ကူးမှုကြောင့်ထောင်နဲ့တသက်တကျွန်းချမှတ်ခဲ့တာပါ။ဖိလစ်ပိုင်နိုင်ငံသားမဟုတ်သူ၅ဦးပါဝင်အခြားသူ9ဦးကိုအလားတူပြစ်ဒဏ်ချမှတ်ခဲ့ပြီး10ဦးကိုတော့အမှုဖွင့်တိုင်ကြားသူတွေအတွက်ရောကြေးဒေါ်လာ3000လေးတောင်နီးပါးပေးဖို့အမိန့်ချမှတ်ခဲ့ပါတယ်။ အဆိုပါမြို့တွင်းရှိရှင်ဟတာရှိအင်ယာဆာဦးကို ပြည်သူပိုင်သိမ်းမှုကိုလည်းဖလပိုင်တရားရုံးကမိန့်ချခဲ့ပါတယ်။အဲလီဂီယိုနဲ့ပတ်သက်တဲ့ပုဂ္ဂလိကကုမ္ပဏီတစ်ခုပိုင်ဆိုင်တဲ့ site ကိုတရားမဝင် online လောင်းကစားအချက်ချနေရာတစ်ခုဖြစ်အသုံးပြုခဲ့ပါတယ်။အဆိုပါနေရာတွေမှာနိုင်ငံတကာ cyber ရာဇဝတ်လုပ်ငန်းတွေမှာခိုင်းစေခံထားရတဲ့နိုင်ငံသားတွေအပါအဝင်လူကုန်ကူးခံထားရသူတွေထားရှိခဲ့ပါတယ်။ဇွန်လအတွင်းဖလပိုင်တရားရုံးကအဲလီဂီယိုဟာ ယိုဟာပင်းလို့ခေါ်တဲ့တရုတ်နိုင်ငံသူတူဖြစ်ဖော်ထုတ်ခဲ့ပါရယ်။အဲလီကယိုဟာဖိလစ်ပိုင်နိုင်ငံသူဖြစ်အယောင်ဆောင်က2022ခုနှစ်မှာဗန်ဗန်မြို့တော်ဝန်ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပေမဲ့အထွေထွေညံပြင်းမှုကြောင့်2024ခုနှစ်ဩဂတ်လမှာမြို့တော်ဝန်ရာထူးကနေဖယ်ရှားခံခဲ့ရပါရယ်။